ူဘဝဆိုတာကိုလိုချင်တာကြည့်လဲရမှာမဟုတ်ဘူးနော်ကိုတွေးချင်တာနဲ့ကြည့်လဲတွေးမှာမဟုတ်ဘူးလိုချင်တာလဲရမယ်မလိုချင်တာလဲရမယ်တွေးချင်တာနဲ့လဲတွေးမယ်မတွေးချင်တာနဲ့လဲတွေးမယ်အဲ့ဒီထဲမှာအကောင်းနဲ့လဲတွေးမယ်ဆိုးနဲ့လဲတွေးမယ်အကောင်းလဲရမယ်ဆိုးလဲရမယ်အဲ့လိုကြုံတွေ့လာတဲ့လောကရဲ့ သဘာဝလောကဓာတ်မုံတိုင်းနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ဟာရှင်းရင်ရင်ဆိုတာမဖြစ်ဖို့ရအတွက်လေ့ကျင့်တာစိတ်အလှပကိုသူစားဆင်ပေးတာနဲ့အလားတန်းတူတယ်ပေါ့လှပအောင်ပြင်ထားတဲ့စိတ်ကလေးကိုကြံ့ခိုင်အောင်ထမှန်ပြီးတော့ပြင်ကြမှာစိတ်ထကြံ့ခိုင်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ရဟန္တာပုဂ္ဂိုလ်လို့ခေါ်တာပဲနော် ယန္တာဖြစ်သွားပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်သွားယန္တာမဖြစ်သေးတော့လည်းမိမိစိတ်ဓာတ်ကြံ့ခိုင်အောင်ပြင်ဖို့အရေးကြီးတယ်ပေါ့ဘလောက်တိုင်းတာအထိကိုယ်စိတ်ကခဏရင်ရှိပလဲဆိုတာကိုနှလုံးသွင်းခြင်းဖြင့်စိတ်ကိုစိတ်နဲ့ပဲပြင်ဆင်ရတာဖြစ်တယ်စိတ်ရဲ့အငြိအကျေးကိုစိတ်နဲ့ပဲဆီကျော်စိတ်ကိုစိတ်နဲ့ပြင်နေဆိုတာအသိပညာကင်းမဲ့လို့ဖြစ်လာတဲ့အငြိအကျေးတွေကို တတိနဲ့ပညာနဲ့ပေါင်းဆက်ပြီးတော့ပြင်တာပဲရှင်းချောင်ဖြစ်တဲ့ညွန်ကို ရှင်နဲ့ပဲပြန်ပြီးတော့ဆေးကြောတန်းစင်ရတာမဟုတ်လားဒူရီဟာရှင်းချောင်ဖြစ်တဲ့ရွှွညွန်တွေကိုရည်နဲ့ပဲပြန်ဆေးရတယ်ဆေးတဲ့အခါမှာတရှင်းစင်ကြသွားတယ်ထို့တူပဲစိတ်ချောင်ဖြစ်နေတဲ့ပတန်ရှင်းတဲ့ပူလောင်တဲ့သဘာဝတရားတွေကို တတိပညာလုံလဝိရိယဆိုတဲ့အစွမ်းထက်တဲ့အရာတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့ကိုယ်စိတ်ရဲ့ပူလောင်မှုတွေမအေးချမ်းမှုတွေအငြိကြေးတွေကိုစိတ်နဲ့ပဲပြန်ပြီးတော့သုတ်သင်ရှင်းလင်းချရမှာဖြစ်တယ်အဲ့ဒီသုတ်သင်ရှင်းလင်းဤကိုမြတ်စွာဘုရားကဟောကြားတာ ဖျားတရားနာတယ်ဆိုတာအဲ့ဒီအသည့်တွေရပြီးတော့လောက်ချဖို့လုပ်တယ်ပေါ့နော်ဘလို့ပဲနေတော့မရဘူးပဲဟာမကိုကိုစိတ်တက်ဘလို့ချမ်းခိုင်ပြီးဆိုတာကိုစဉ်းရစဉ်းစားပြီးတော့ဒီလောက်ချစဉ်းရတုံတရားနဲ့စဉ်းစားလိုက်ရင်လည်းချမ်းခိုင်မှုဆိုတာရလာတယ်တော်အသိရလာဥပမာမယ် မမြဲတဲ့သဘာဝနဲ့တွေးရတဲ့အခါမှာကိုလိုချင်တဲ့အရာဆုံးရှုံးသွားတဲ့အခါမျိုးမှာကိုတွေ့တန်းနှစ်သက်မြတ်နိုးတဲ့အရာနဲ့ခွဲရတဲ့အခါမျိုးမှာဘလို့ဆင်ញင်ရမလဲအေးတန်ကုထထလာပါဒုက္ခကြီးရဲ့သဘာဝဟာတွေ့ကြုံဆုံး꿰ပြီမတတ်နိုင်ပါလေဆိုတဲ့အတွေးလေးနဲ့ရှော့ချတယ်ဒီလိုရှော့ချတယ် မကြည်ဝင်တဲ့ဒေါသတွေဖြစ်လာပြီဆိုလို့ရှိရင်လေအေးဒီဒေါသတရားဆိုတာငါ့ကိုပဲနှိမ့်စမဲ့တရားဖြစ်တယ်ဒေါသဖြစ်နေတော့ရောငါအတွက်ကောင်းကျိုးချမ်းသာမှမရတာတစ်ဖက်သားကငါစိတ်ဆိုးနေရောငါအတွက်ကောင်းကျိုးချမ်းသာရမှာလို့ရမှာလားတစ်ဖက်သားရဲ့စိတ်ဆိုးမှု တဖက်သားရဲ့စော်ကားမှုလက်ခံပြီးခေါင်းထဲမှာစဉ်းစားနေလို့ရှိရင်ငါမှပဲဆုံးရှုံးမှာပဲလို့ဟောဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါကျတော့အေးကိုယ်ကပ်ပါရမမဟုတ်တာသူပြောတာသူလည်းသာသက်ဆိုင်တယ်ငါလည်းမဆိုင်ဘူးဒီလိုနှလုံးသွင်းပြီးတော့တဖက်သားရဲ့စော်ကားမော့ကားတာနဲ့ချုပ်နေအခါမှာလည်းပဲအဲ့ဒီလိုသိခန့်ခြင်းနဲ့